စူပါဘလွန်နီယောစုအတွက်လေတံပစ်လာတဲ့ France ဘောအလုံးမမင်္ဂလာပါဘလွန်နီယောစုဆိုတာကမ္ဘာအကောင်ဆုံးကစားသမားတဦးကိုရွေးချယ်ပြီးတော့နှစ်ဆင့်ချီမြင့်နေတဲ့တကောတော်ဆန်းဆောင်ရေးစုတစ်ခုဖြစ်ပါတယ်။အရင်က FIFA နဲ့ပူးပေါင်းခဲ့ပေမယ့်နောက်ပိုင်းမှာတော့ France ဘောမဂဇင်းကပဲဦးစီးပြီးတော့နှစ်ဆင့်ချီမြင့်ပေးနေပါတယ်။ဘလွန်နီယောစုကိုရဖို့ဆိုတာကစားသမားတိုင်းရဲ့အိမ်မက်လူတော်ပြောလို့ရပါတယ်။ဘလွန်နီယောစုနဲ့ပတ်သက်ပြီးတော့ပြိသက်အများစုလည်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့ပြိသက်တွေသိမသိကြသေးတဲ့နောက်ထပ်ဘလွန်နီယောစုတစ်ခုလည်းရှိနေပါတယ်။ အဲ့ဒါကိုတော့ Super Bologna All လို့ခေါ်ပါတယ်ဒီ Super Bologna နဲ့30မှတစ်ချိန်ချင်းမြင့်တာဖြစ်ပြီးတော့အကောင်းဆုံးကစားသမားတူဦးကိုချင်းမြင့်သွားမယ်လို့သိရပါတယ်နောက်ဆုံးချင်းမြင့်ခဲ့တာကတော့1989ခုနှစ်တုန်းက Real Madrid အသင်းရဲ့ကနဝင်ကစားသမားကြီးဖြစ်တဲ့ Dusty Van Leeuwen ဖြစ်ပါတယ် Dusty Van Leeuwen က Real Madrid အသင်းရဲ့ထာဝရဂိုးတင်များဆုံးကစားသမားကြီးဖြစ်ပါတယ် ရီယယ်မက်ဒရစ်အသင်းမှာဂိုးပေါင်း၃၀၀ကျော်တိသွင်းယူနိုင်ခဲ့ပြီးတော့အသင်းနဲ့အတူစူပလာ၁၈လုံးတိရရှိခဲ့ပါတယ်။ဒက်စတီဗန်နိုကိုစူပါဘလုံရောစုပေးဖို့ရွေးချယ်ရမှာပြည်သက်တည်းရဲ့မဲပေးမှုတာဝန်ရှိသူတွေရဲ့အမှတ်ပေးအကဖြတ်မှုနဲ့အချိုးချပြီးတော့ရွေးချယ်တာဖြစ်ပါတယ်။ဒက်စတီဗန်နိုရဲ့အပြိုင်ဖြစ်ခဲ့တဲ့သူကတော့ဘာစီလိုနာကဏ္ဍဝန်ကြီးဖြစ်တဲ့ယူအန်ခရိုက်ပဲဖြစ်ပါတယ်။ယူအန်ခရိုက1982ခုနှစ်1983နဲ့84ခုနှစ်တည်းမှာဘလုံနီယောစုတွေစတိုက်ရခဲ့ပေမဲ့စူပါဘလုံနီအောက်မှာတော့ဒုတိယပဲခြေခဲ့ပါတယ်တတိယနေရာမှာရပ်တည်ခဲ့တဲ့သူကတော့ပလာတီနီပဲဖြစ် ်ပါတယ်။ပလာတီနီကလည်း1983ခုနှစ်ကနေ1985ခုနှစ်အထိ30ဆက်ဘလွန်နီအောရခဲ့ပေမဲ့ Super Bologna ဩမှာတော့တတိယပဲချေခဲ့ရပါတယ်။ဒီစုမှာဘာကြောင့် Maradona နဲ့ Pele တို့မပါခဲ့သလဲဆိုတာကိုတော့ပြည်သက်တွေစဉ်းစားနေမယ်လို့ထင်ပါတယ်။တကယ်တော့အဲ့ဒီချိန်တုန်းက Bologna ရောဆိုတာဥရောပကစားသမားတွေအတွက်ပဲဖြစ်ခဲ့တာပါ။အကြောင်းတောင်အမေရိကမှာကစားနေတဲ့ Maradona နဲ့ Pele တို့ကဒီစင်းနဲ့မှာပါမလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ Super Bologna ချီးမြှင့်ပေးတာ33နှစ်ကျော်လာခဲ့ပါပြီ။တကယ်လို့အဲ့ဒီစုကိုနောက်တစ်ချိန်ချီးမြှင့်တော့မယ် ိုရင်တော့ဒီနယ်မစီနဲ့ဝန်ထမ်းတို့နှစ်ဦးကပဲအပြိုင်ဆိုင်ဖြစ်လာဖို့တည်ကြတာလို့ရှိပါတယ်။ဒီနှစ်ဦးမှာဘသူကစူပါဘလွန်နီအော်ကိုပိုင်ဆိုင်ပြီးတော့ဆယ်စုနှစ်တန်ခိုးစာအတွင်းအကောင်းဆုံးကစားသမားဖြစ်သမှတ်ခံရမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်။ ။တရင်းနေ့အရာတော့လာမယ့်2029ခုနှစ်မှာစူပါဘလော်နီအော့ကိုနောက်တစ်ချိန်ချိန်မြင့်မယ်လို့သိရပါတယ်။လက်ရှိမှာဆိုရင်တော့ဘလော်နီအော့ရဲ့တရားဝင်စာမျက်နှာတွေကနေစူပါဘလော်နီအော့နဲ့ပတ်သက်ပြီးတော့လေးတန်းစပြက်လာခဲ့ပါပြီ။တကယ်လို့စူပါဘလော်နီအော့ကိုနောက်တစ်ချိန်ထပ်ပြီးချိန်မြင့်မယ်ဆိုရင်ဘယ်ကစားသမားရတဲ့နယ်လဲဆိုတာကိုမိကုန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ ။ဒါကြောင့် Super Blondie ကို2029ခုနှစ်မှာစီးမြန်နိုင်ရေပို့ပြီးတော့များလာခဲ့ပါတယ်။ဒီစုအတွက်ကတော့ Blondie ရွှေချိန်ကြီးရရှိထားတဲ့မဆီနဲ့၅ချိန်ကြီးရထားတဲ့ဘယ်နဲ့တူတူကအပြိုင်ဆိုင်လူယူသွားရတော့မှာဖြစ်ပါတယ်။စုံလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။